بسم الرحمن الرحیم, اللہ الرحمن الرحیم الحمدللہ ကျွန်တော်တို့အပကီရူဒူရဲ့တင်ငန်းသား16ကိုဖတ်မှာဖြစ်ပါတယ်ဒီတင်ငန်းသားကကြာတော့တင်ငန်းသား15နဲ့ဆန်တူတယ်အဲဒါကြောင့်တင်ငန်းသား15ကိုအခုထိမကြည့်ရသေးဘူးဆိုလို့ရှိရင်ပထမဆုံးအနေနဲ့တင်ငန်းသား15ကိုအရင်ကြည့်ပေးပါပြီးမှကျွန်တော်တို့ဒီတင်ငန်းသား16ကိုလေ့လာမှာပေါ့နော်ကျွန်တော်တို့ပြီးခဲ့တဲ့တင်ငန်းသားမှာ ဒီအမိန်ပေးတဲ့စာချုပ်တွေနဲ့ပတ်သက်ပြီးဖတ်ခဲ့တယ်ကျွန်တော်တို့အမိန်ပေးတဲ့စာချုပ်တွေကိုပုံစံ၃မျိုးနဲ့တံပြလို့ရတယ်အဲမှာပထမပုံစံကကြတော့ကာရဏကာရဏတိတ်ပဲကျွန်တော်တို့ကရိယာကိုမူလတိုင်းထားထားမှာပေါ့နော်ဘာမှမဖြုတ်ချဘူးပေါ့နော်ဘာမှပြောင်းလဲမှုမလုပ်တော့ဘူးဒီတိုင်းပဲထားထားမယ်ဥပမာပြန်ခါနာခါနာတိတ်ပဲစာပါပရဏတိတ်ပဲအသင်စာဖတ်ပါအဲ့တော့အမိန်ပေးတဲ့စာချုပ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့နောက်ပုံစံတစ်ခုနဲ့ပြောလို့ရတယ်အဲ့ဒါကပါလေကရိုကရိုအတိတ်ပဲကကျွန်တော်တို့ကရိယာတိုင်းရနောက်မှနာဆိုတဲ့စကားလုံးတစ်လုံးရှိတယ်အဲ့ဒီနာ ကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးထေးလိုက်တာဥပမာဖြင့်ပါရဟုပါရဏကနဲ့ပါရဟုအတိတ်ပဲကအသင်စာဖက်ပါအမိန်ပေးတဲ့စာကြောင့်ပေါ့နော်အလိုမျိုးခါအိုးအသင်စာပါအမိန်ပေးတဲ့စာကြောင့်ပေါ့နော်နောက်တစ်ခုပါရှိလေကာကာရဒေပေပါလေကျွန်တော်တို့ကြိယာတိုင်းရဲ့နောက်မှာနားဆိုပြီးစကားလုံးတစ်လုံးရှိတဲ့အေအေဒီနားကိုဖြုတ်ပြီးပြောယုံခဲ့အဲ့တော့ကျွန်တော်တို့အမိန်ပေးတဲ့စာကြောင်းကိုပုံစံ၃မျိုးနဲ့တံပြခဲ့တယ်ဒီအရိုးကျွန်တော်တို့ပြီးခဲ့တဲ့တန်ခမ်းသားမှာဖတ်ပြီးသွားပြီ ဒီနေ့တန်ခမ်းသာမှာကျွန်တော်တို့ကတားမြစ်တဲ့စာကြောင်းတွေကိုဘယ်လိုစီလဲအဲ့ဒါနဲ့ပတ်သက်ပြီးဖတ်မှာဖြစ်ပါတယ်ကျွန်တော်တို့တခါတလေတရောက်ရောက်ကိုတနေရာကနဲ့တခိုးခိုးကနဲ့တားမြစ်တာတို့ပါလို့ရှိတယ်ဥပမာဖြင့်ဒီမှာမထိုင်နဲ့သူနဲ့စကားမပြောနဲ့ဒီမှာမအောင်နဲ့ဒီအရွတ်တားမြစ်တာပေါ့နော်အေးအေးဒီတားမြစ်တဲ့စာကြောင်းတွေကိုဘယ်လိုစီလဲတားမြစ်တဲ့စာကြောင်းတွေကိုကျွန်တော်တို့အမိန်ပေးတဲ့စာကြောင်းတွေရဲ့ကြိယာရဲ့အရှိမမတ်ဒါမှမဟုတ်နားဆိုတဲ့စကားလုံးဒီနှခိုးလုံးကနေတိုက်တဲ့တခိုးထဲယုံတယ်တဘောပေါ့ပြီနော် အမိန်ပေးတဲ့စာချုပ်တွေမှာကိယာပင်နေရာမှာရှိလေအဲ့အဲ့ဒီကိယာရဲ့အရှိမမတ်ဒါမမောနာဆိုတဲ့စကားလုံးကိုထည့်ပေးမယ်အဲ့အဲ့ဒီစာချုပ်ကတားမြစ်တဲ့စာချုပ်ဖြစ်တယ်အဲ့ဒီမတ်နဲ့နာကိုဆရာကဒီမှာရေးပေးထားတယ်မတ်ဒါမမောနာပေါ့နော်ဥရဒူလိုလေးရေးပေးထားတယ်မတ်နာတပောပောက်ပြီနော်ဥပမာဖြင့်ဆုနောဆုနာတက်ပြပါလေနားထောင်ကြပါနားထောင်ပါ ဒီအမိန်ပေးတဲ့စာကြောင်းကနော်ဒီအမိန်ပေးတဲ့စာကြောင်းရဲ့အရှိမကျွန်တော်တို့မတ်စကားလုံးကိုထည့်မယ်မတ်ဆုနိုတာမြင့်တဲ့စာကြောင်းဖြစ်သွားပြီဒါမှမဟုတ်နာဆုနိုနာဆိုတဲ့စကားလုံးကိုထည့်ပေးမယ်အတိတ်ပေကအသင်နာမထောင်နဲ့အတိတ်ပေကနာမထောင်ကြနဲ့အဲ့တော့တာမြင့်တဲ့စာကြောင်းဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အမိန်ပေးတဲ့စာကြောင်းကိုဆွန်းလေးပြောလို့ရတယ် ကျွန်တော်တို့တစ်ခါတလေမင်းပြတဲ့စာချုပ်ကိုခရီးရရဲ့နောက်မှနားဆိုပြီးစကားလုံးတစ်လုံးရှိတဲ့အဲ့ဒီနားကိုဖြုတ်ပြီးလေးပြောကြတယ်။အဲ့အဲ့ဒီစာချုပ်ရဲ့အရှိန်မှာကျွန်တော်တို့နားဒါမှမဟုတ် mat ဆိုတဲ့စကားလုံးကိုထည့်မယ်။အဲတာမြင့်တဲ့စာချုပ်ဖြတ်သွားမှာပေါ့နော်။ဥပမာဖြင့် mat sun na sun ဒါပါပါကွေးနော်။အလိုမျိုးဒီမှာနောက်ပမာတစ်ခုရှိတဲ့ sabak par ho sabak par ho တဲ့ပဲတန်ငန်းတာဖတ်ပါ။ဒီကအမင်းပြတဲ့စာချုပ်။ဒီ par ho ရဲ့အရှိန်မှာကျွန်တော်တို့နား မောမတ်ဆိုတဲ့စကားလုံးကိုထည့်မယ်။အဘဘောကွေးနော်။အခုဒီမတ်နဲ့နာဆိုတဲ့စကားလုံးကိုထည့်ဖို့နေရာလေးမှတ်ထားမယ်နော်။ကျွန်တော်တို့ဒီစကားလုံးနှလုံးကိုကရိယာရဲ့အရှိမထည့်မယ်။လုံးဝစာကြောင်းရဲ့အရှိမလုံးမဟုတ်ဘူးဒီမှာစဘက်ပါဟုဆိုတဲ့စာကြောင်းမှာပါဟုဆိုတဲ့စကားကပါလေကြိယာဖြစ်တဲ့ကျွန်တော်တို့တရားတွေအရင်ကဖတ်ပေးသွားပြီအဲ့ဒီပါဟုရဲ့အရှိမပဲနာဓမ္မဝမတ်ကိုထဲမယ်တဘောပေါ့ကွနော်စဘက်မတ်ပါဟုတန်ခမ်းသာမဖတ်နဲ့စဘက်နပါဟုတန်ခမ်းသာမဖတ်နဲ့တဘောပေါ့ကွနော် တားမြစ်တဲ့စာကြောင်ဖြစ်သွားပြီပေါ့နော်အဲ့လိုမျိုးကျွန်တော်တို့အမိန့်ပေးတဲ့စာကြောင်ကိုတခါတလေအဲ့ဒီ kriya ရနောက်မှာနာဆိုပြီးစကားလုံးရှိတဲ့ဒီနာကိုဖြုတ်ပြီးလေးပြောကြတယ်ဥပမာပြင်ခအတိတ်ပဲစားပါ lake အတိတ်ပဲရေပါအဲ့အဲ့ဒီစကားလုံးရဲ့အရှိမကျွန်တော်တို့နားကိုထိမယ်ဒါမှမဟုတ် mud ကိုထိမယ် mud deck မကြည့်နဲ့ nadik မကြည့်နဲ့ mud kha မစားနဲ့ mud lake မရည်နဲ့ ဒီလိုမျိုးပေါ့တပတ်ပေါ့ကွနော်အဲ့လိုဆိုလို့ရှိရင်ဒီမှာရှိနေတဲ့အမိန့်စာကြောင့်လည်းအကုန်လုံးကိုကျွန်တော်တို့ဒီခရိယာရရှိမှာမတ်တန်တမမောင်းနာဆိုပြီးစကားလုံးကိုထည့်ပြီးတော့တားမြက်တဲ့စာကြောင့်လုတ်လို့ရတာပေါ့နော်ဒါပေမဲ့ဆရာကဒီမှာတားမြက်တဲ့စာကြောင့်တွေ့လဲဒီမှာဥပမာနည်းနည်းပါးပါးရေးပြထားတယ်ပေါ့နော်ဒီဥပမာဖြင့်မတ်တကြာကို ကြောင်းဆိုတဲ့စကားလုံးကကြိယာပေါ့နော်ဂျာနာကနေလာတာပေါ့နော်ဂျာနာဆိုတဲ့ကြိယာကနေကျွန်တော်တို့နာစကားလုံးကိုဖြုတ်ပြီးတော့အိုးဆိုတဲ့စကားလုံးကိုထည့်လိုက်တယ်အမိန်ပေးတဲ့စာချုပ်ဖြစ်သွားတယ်အေးဒီအမိန်ပေးတဲ့စာချုပ်ရဲ့အရှိမကျွန်တော်တို့မတ်ဆိုတဲ့စကားလုံးထည့်လိုက်တယ်တာမြတ်တဲ့စာချုပ်ဖြစ်သွားတယ်ပေါ့နော်အတိတ်ဝေကဘလို့ဖြစ်မှလဲမသွားနဲ့ နောက်တစ်ခေါ်ပါရှိလဲနတ်ကြောနတ်ကြောဒီတစ်ခါမတ်မထေဘဲနဲ့နားထေလိုက်တာကြိုက်တဲ့တစ်ခုထေလို့ရတာပေါ့နော်နောက်တစ်ခုကမတ်ကြမတ်ကြမှာကြာဆိုတဲ့စကားလုံးက క్రియ ပေါ့နော်ကျွန်တော်တို့တစ်ခါတည်းလဲအမိန်ပေးတဲ့စာချုပ်ကိုဘယ်လိုစီလဲ క్రియ တိုင်းကြီးရဲ့အနောက်မှာနားဆိုတဲ့စကားလုံးတစ်လုံးရှိတယ်ဒီနားဆိုတဲ့စကားလုံးကိုဖြုတ်လိုက်ရင်အဲ့ဒါအမိန်ပေးတဲ့စာချုပ်ဖြစ်တယ်ပမာဖြင့် లేఖ နာကနေ లేఖ အလိုမျိုး పర ణ ကနေ పర အလိုမျိုး బచ్ နာကနေ బచ్ သဘောပေါက်ပြီနော်အေးအေးဒီစာကြောင်းရဲ့အရှိမကျွန်တော်တို့မတ်စကားလုံးထည့်လိုက်တယ်တာမြတ်တဲ့စာကြောင်းဖြစ်သွားတယ်ဒါမှမဟုတ်နားဆိုတဲ့စကားလုံးထည့်လိုက်တယ်တာမြတ်တဲ့စာကြောင်းဖြစ်သွားတယ်အဲဒါကြောင့်မတ်ကြအတိတ်ပဲမတော်နဲ့အလိုမျိုးနောက်ပုံစံတစ်ခုကပါရှိလေနတ်ဂျာနာ နာဂျာနာဂျာနာတရားကကရိယာပေါ့ကျွန်တော်တို့အမင်းပြည့်တဲ့စာကြောင်းတွေမှာသင်္ကန်းသာ15မှာဖတ်ပြီးသွားပြီးကျွန်တော်တို့တခါတည်းလေကရိယာကိုမလာတိုင်းထားပြီးလေအမင်းပြည့်တဲ့စာကြောင်းစီလို့ရတယ်အေးအေးဒီအမင်းပြည့်တဲ့စာကြောင်းရရှိမှာကျွန်တော်တို့နားထေးလိုက်တဲ့အတိတ်ဘယ်ကဘာဖြစ်သွားမလဲတားမြစ်တဲ့စာကြောင်းဖြစ်သွားမယ်အသင်မတော်နဲ့အလိုများတိတ်ပြရမယ်တဘောပေါက်ပြီနော်နောက်တစ်ကြောင်းခရေဟိုကာပါနီမတ်ပီနာခရေဟိုကာပါနီမတ်ပီနာမတရပီတော့ရေမတော့နဲ့ခရေဟိုကာတိတ်ပဲမတရပီအဲ पानी अदेक बे ये मत पीना या पीना क्रिया बनो क्रिया को मूला टाइम था 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 भामा मुख्यगु ए ए दी क्रिया ये अशे मचनों रो मत ठे लाइक दे तामिया दे साजम छत्तवारे अदेक बे बलुप्शे माले खरे होकर मत या बे पानी ये मत पीना मत आउने ए दी मत पीना को चनों रो नाउ पंजे नखुने ले प्यालो यारे मत पी दामा मत पियो तब बाबा क्लास के दौरान गुफ्तगु मत करो क्लास के दौरान गुफ्तु मत करो क्लास के दौरान गुफ्तु मत करो अडेक बे साथ नेरे अखा सगा मप्यो जाने क्लास अडेक बे क्लास बनो साथ ने क्लास बनो दौरान अडेक बे जामा अलेमा एरा क्लास के दौरान साथ नेरे जामा साथ नेरे अखा गुफ्तु मत करो डी गुफ्तु करना डी देग सगा लूंगा क्रिया छे गुफ्तु करना ये अडेक बेगा सगा प्यो दी एरो करना क्रिया ये अशे माचनो मत ठे दो बापसे द्वाले टाम ने साजों छेतवारे अधिक विभिन्न उपचार माले साधे निर्या का सगाम प्योजाने इरी मत करो गुचनों रो मत कर डामामो मत करना दीपोंगजन नम्यों ने ले प्योलो यारे नो यारों से अठबे यार शंभर जाम लोगों नो तो नवटो को जारो तुम मुझसे बात मत कर तुम मुझसे बात मत कर मैं गाने सगाम प्योने तुम अधिक मैं မုစယဒိဗေင္ကာနေဘတ်မတ်ကရဒီယာခရိယာဖြစ်တဲ့ဘတ်ကရဏစကားပြောသည်အေဒီကရဏကနေနာကိုဖြုတ်လိုက်တဲ့ဘတ်ကရအမိန်ပေးတဲ့စာချုပ်ဖြစ်သွားတယ်အေဒီအမိန်ပေးတဲ့စာချုပ်မှာခရိယာရဲ့အရှိမကျွန်တော်တို့မတ်ဆိုတဲ့စကားလုံးကိုထည့်လိုက်တဲ့တာမြင့်တဲ့စာချုပ်ဖြစ်သွားတယ်ဗောနော်မတ်ကရဏဒါမှမဟုတ်နာကရဏလို့ပြောရင်လည်းရတယ်နော်သူမစေဘတ်နကရမဲငါနဲ့စကားမပြောနဲ့အေဒီကရကိုကျွန်တော်တို့နောက်ပုံစံနှစ်ခုနဲ့လည်းပြောလို့ရတယ်နော်မတ် karo mat karanna ဒီပုံစံနဲ့လေပြောလို့ရတယ်အဲ့တော့ဒီမှာကျွန်တော်တို့အဓိကသတိထားရမှာကတာမြင့်တဲ့စာချုပ်ကိုကျွန်တော်တို့အမိန့်ပေးတဲ့စာချုပ်ကနေပဲပြန်လုပ်တာအမိန့်ပေးတဲ့စာချုပ်တွေရဲ့ကြိယာရဲ့အရှိမကျွန်တော်တို့နာဒါမှမဟုတ်မတ်ဆိုတဲ့စကားလုံးနှစ်ခုလုံးကနေစိုက်တဲ့တစ်ခုထည့်မယ်အဲ့ဒီချင်းကြီးတွေအမိန့်ပေးတဲ့စာချုပ်ကတာမြင့်တဲ့စာချုပ်နဲ့ပြောင်းသွားမယ်တပပောက်ပြီနော် နောက်တစ်ပိုက်ဒီအပိုက်မှာကြတော့ကျွန်တော်တို့အရေးကြီးတယ်လိုအပ်တယ်ဆိုတဲ့စာချုပ်တွေကိုဘလို့စီလဲတာနဲ့ပတ်သက်ပြီးဖတ်မှာပေါ့နော်ဥပမာပြန်ကျွန်တော်မှာ power bank တစ်ချောင်းလိုအပ်နေတယ်ကျွန်တော်မှာ computer တစ်လုံးအရေးကြီးနေတယ်ကျွန်တော်ဈေးသွားရမယ်ကျွန်တော်စာဖတ်ရမယ်ဒီလိုမျိုးစာချုပ်တွေပေါ့နော်ဒီလိုမျိုးစာချုပ်တွေကိုစီဖို့အတွက်ပုံစံအများကြီးရှိတယ်ကျွန်တော်တို့ဗမာစကားမှာလည်းပုံစံအများကြီးရှိတယ် အဲကနေကျွန်တော်တို့ပထမဆုံးအနေနဲ့ပုံစံတစ်ခုကိုပဲဖတ်မယ်ကျန်တဲ့ပုံစံတွေကိုကျွန်တော်တို့အင်ရှာလာနောက်တစ်ခု recording မှာဆက်ပြီးဖတ်ကြမှာပေါ့နော်ဒီပထမပုံစံတစ်ခုသဘောပေါက်တယ်ဆိုလို့ရှိရင်ကျန်တဲ့ပုံစံတွေအကုန်လုံးသဘောပေါက်မယ်အဲဒါကြောင့်ဒီပုံစံတစ်ခုကိုပဲရရင်သိချင်လဲမှတ်နိုင်ဖို့ကြိုးစားမှာပေါ့နော် အဲ့တော့ကျွန်တော်တို့အရေးကြီးသည်ဆိုတဲ့စာချုပ်လေးကိုဈေးဖို့အတွက်ဒီ key zerorot ဟဲဆိုတဲ့စကားလုံးကိုအသုံးပြမှာပေါ့နော်အခုဒီစကားလုံးကိုပြန်မှာအသုံးပြမှာလဲကျွန်တော်တို့ဘေးအရာကလိုအပ်နေတာလေအဲ့အဲ့ဒီအရာရဲ့အနောက်မှာ key zerorot ဟဲဆိုပြီးထည့်လိုက်မယ်ဥပမာပြန်ကျွန်တော်စာအုပ်အရေးကြီးနေလေပြန်ရင်အဲ့ဒီစာအုပ်ရဲ့အနောက်မှာ key zerorot ဟဲအဲ့ဒီစကားလုံးထည့်မယ်ကျွန်တော်တို့ဗမာစကားမှာလေးဒီအတိုင်းပဲပြောရတာပေါ့နော်နောက်တစ်ခုအရင်အရေးကြီးတာကကျွန်တော်တို့ဒီလိုစာချုပ်တွေမှာနန်စာတုံးနေတာခါ နန်ဆိုင်ရဲ့အမျိုးအစားကျွန်တော်တို့သုံးမျိုးဖတ်ခဲ့တယ်အဲဒီသုံးမျိုးကနေအလေကမျိုးအစားကိုသုံးရတယ်ဒီရတခုတော်တော်လေးတတိထားမယ်မဟုတ်ရင်နန်ဆာကြောင့်ဒီစာကြောင့်မတခါတဲ့ပြောင်းပြန်ဖြစ်သွားမှာပေါ့နော်ဥပမာဖြင့်မိုင်မူဂျီမေရာသုံးမျိုးဖတ်ခဲ့တယ်နော်မိုင်အတိတ်ပဲကျွန်တော်ဒီမူဂျီအတိတ်ပဲကျွန်တော်ကိုမေရာအတိတ်ပဲကျွန်တော်ဤအလိုမျိုးတူ 2J ဒေရာတူအတိတ်ပဲမဲ 2J အတိတ်ပဲမဲကိုဒေရာအတိတ်ပဲမဲဤ အေးအေးမှာကျွန်တော်တို့အလေကမျောစားနန်စားတွေကိုအသုံးပြုရမယ်ဒီတစ်ခုတတိထားမယ်အကေလို့ကျွန်တော်တို့နာမည်မသုံးမင်းနဲ့နန်စားသုံးမင်းဆိုလို့ရှိရင်အဲ့ဒီချင်းအလေကမျောစားကိုအသုံးပြုမှာပေါ့နော်အဲ့ဒီနန်စားရဲ့တန်ခမ်းတာကိုခိုးရင်းမကြည့်ရသေးဘူးဆိုလို့ရှိရင်ပထမဆုံးအနေနဲ့အဲ့ဒီနန်စားရဲ့တန်ခမ်းတာကိုအရင်ကြည့်ပေးပါပြီးမှဒီတန်ခမ်းတာကိုလေ့လာပါနော်အဲ့တော့ကျွန်တော်တို့ကိုပမာတွေဖတ်ကြမှာပေါ့နော် मुझे एक कलम की ज़रूरत है मुझे एक कलम की ज़रूरत है चनौ दी बॉब एंड छाउ लो एन ने ये ची ने रे ना मुझे अडे वे चनौगो एक कलम अडे वे बॉब एंड छाउ की ज़रूरत है अडे वे अजी ची दी डिक्की सूर्य लूंगा दिया तत् सगालू टलुम छे में दी ज़रूरत है सूर्य सगा सगालूंगा डिक्की मपावे ने मलाऊ राजा से आगा की सूर्य सगालूंगा वाटा खा रहे ठारा दबा बाबी ना रो ကလမ်ကီဇရူရတ်ဟဲပေါ်ပင်အရေးကြီးတယ်ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းလုံးဝတူတူပဲမူကြီးကျွန်တော်မှအေးကလမ်ကီပေါ်ပင်တစ်ချောင်းဤဇရူရတ်ဟဲအရေးကြီးနေတယ်ကျွန်တော်ပေါ်ပင်တစ်ချောင်းအရေးကြီးနေတယ်လိုအပ်နေတယ်လုံးဝဗမာစကားနဲ့အတူတူပဲနော်နောက်တစ်ချောင်းကကြတော့ हमें एक मौका की जरूरत है हमें एक मौका की जरूरत है ကျွန်တော်တို့အခွင့်အရေးတစ်ခုလိုအပ်နေတယ်။ဟာမြတ်တိတ်ပဲကျွန်တော်တို့ဒီတစ်ခါလေးနန်စာမှာအလေကမြောက်စာကိုတုံထားတာနော်။ हम हमें हमारा ए एरिया लेगा में ऐसा उत्तम ढारा हमें वो नो हमें चनोडू माँ एक मौका की मौका देख बे अखुएं ये इंग्लिश लोपियों में सोलोची है चांस बनो ओकेशन ले खोरे एक मौका की जरूरत है ये चीज नेरे अखुएं ये तो कु लोए नेरे तब बाबा भी नो नाउ तो खुआ जा रो उन्हें पैसे की पैसों की जरूरत है उन्हें पैसों की जरूरत है तुरो माँ पसंद लोए नेरे उन्हें या देख बे तुरो उन्हों दियालिन नैजामा अलेगा म्योसा गोतो उन्हारनो उन्हु उन्हें उनका अलमियोलालिनो एरो अलेगा म्योसा गोतो उन्हारा उन्हें पैसों की ज़रूरत है तुरु माँ पसंद लोए नेरे पैसों दिया पैसा या म्यागे पसंद नो ज़रूरत है ये जी नेरे नाउ तो हुआ जारो तुम्हें किस चीज़ की ज़रूरत है तुम्हें किस चीज़ की ज़रूरत है मैं बालो ए नहीं ले दिया जा रहा मैं मैं कौन सा जम से देवनो तुम्हें अदे वे मैं ला ला, ले ले, किस चीज़ सने वे बे अया किस चीज़ सने वे बे अया की जरूरत है लो एल ले अये ची ने ले तब भी ना रो बमा सगा ने लोंग अटू टू वावे तब बोगी ना मैं कौन सगा लूंगा बमा सगा मा बे नियामा ला ले उर्दू सगा माले कोटे डी नियामा ला ने ला चैने सगा लूंगे ले डिया टाइम बावे ना तुम्हें मैं किस चीज की बे अया जरूरत है लो ऐड डाले तब भी ना ना उठ जाऊं हमें उनके मदद की जरूरत नहीं हमें उनकी मदद की जरूरत नहीं चनोरो मा ये अकुअी मुलू दिया जा रो अन्य साजम से डिबोनो एरो हमें चनोरो उनके मदद ये अकुअी की जरूरत नहीं अये मचीव एरो भमा सगा ने टाइम जी में सोहेले लोमा टुरुए हमें चनोरो उनके ये मदद अकुअी जरूरत अये नहीं है मशीवू ူတို့ရဲ့ zarurat မရှိဘူးဆိုတော့အရင်မပေါ့ဘူးမလို့တော့ဘူးအဲတော့ဗမာစကားနဲ့တိုင်းကြည့်မယ်ဆိုရင်လည်းအတူတူပဲဟာမင်း unki madad ကျွန်တော်တို့မှာသူတို့ရဲ့အကွက်ကြီး zarurat nahi zarurat nahi hai မလို့တော့ဘူးအဲ့တော့ဒီအညက်စာကြောင့်ဖြစ်တဲ့ကျွန်တော်တို့အညက်စာကြောင့်နေဟီကိုပင်မှာထဲလဲဗမာစကားမှာပင်မှာထဲလဲဥရုဒုစကားမှာလဲကွတေးရဲ့နေရာမှာထဲလိုက်တာအရင်မကြည့်ဘူး zarurat nahi hai သဘောပေါက်ပြီနော်အဲ့တော့လာလိုတော့ ਨੇ data byte လည်းသဘောပေါက်ပြီအဓိကတော့ကျွန်တော်တို့များများလေ့ကျင့်ရမှာပေါ့နော်ကျွန်တော်တို့များများလေ့ကျင့်ရင်အင်ရှာလာအကုန်လုံးအဆင်ပြေသွားမှာပါနော်အဲ့တော့အင်ရှာလာကျွန်တော်တို့နောက်တစ်ပိုက်ကိုနောက်တစ်ခု recording မှာ submit ဖြတ်ကြမှာပေါ့နော်